ကျောက်ဖြူမြို့မှာတိုက်ပွဲတွေကြောင့်ပွဲစားတွေဈေးကစားရာကနေကျောက်ဖြူရန်ကုန်လင်းလက်မှတ်တဆောင်ကိုကျက်စစ်တသိန်းအထိဆန်ရှင်တင်ဈေးနှုန်းမြင့်တက်နေတယ်လို့ခီးတီတွေကပြောပါတယ်။ဂျွန်လာစတီယနီညနေပိုင်းစုံစမ်းချက်အရာတက်ဆိုင်ရာလေကြောင်းလိုင်းတွေကတက်မှတ်ပေါက်ဈေးဟာကျောက်ဖြူရန်ကုန်လင်းလက်မှတ်တဆောင်ကိုကျက်၅သိန်းနဲ့အစွန်းပေးရှိပေမဲ့ပွဲစားတွေရဲ့ဈေးကစားနေရာတွေကြောင့်အခုလိုဈေးနှုန်းတွေအဆမတန်မြင့်တက်နေတာဖြစ်တယ်လို့ ခီးသွားပြည်သူတွေကပြောပါရယ်အဲ့ဒီလက်မှတ်ရဖို့အရေးကို စာရီတင်ရကတက်ဆိုင်ရကိုကတော့ရတာတွေရှိပြီးမပြီးရင်လက်မှတ်ရနိုင်ဖို့အရှင်ကြားတယ်လို့မကြသေးခင်ကလီလက်မှတ်တစောင်းကိုကျက်စစ်တသိမ့်ပေးဝေပြီးရန်ကုန်ကိုသွားခဲ့ရတဲ့ခီးသွားအမျိုးသမီးတယောက်ကနရီစရာကိုပြောပါရယ်လက်ရှိမှာရန်ကုန်ကိုအကြောင်းမျိုးမျိုးကြောင့် truck ခေါ်မိခီးတေအယောက်၄၀၀လောက်ဟာလီလက်မှတ်မရသေးတဲ့အတွက် ကြောက်ဖြူမျိုးအပါဝင်အနီးတစ်ဝိုက်ကကြေးရော်တွေမှာတောက်တင်နေကြရတယ်လို့လည်းသိရပါရှင်။